ပေါင်ကုဒေတာပက်တွေရနေပါပြီ။ပိုကောင်းပိုတန်ပြီးရွေးချယ်စရာအများကြီးနဲ့ပေါင်ကုဒေတာတွေကိုအနည်းဆုံး999ကျပ်ကစပြီးဝယ်နိုင်နေနော်။ကန့်သက်ချက်မရှိသုံးနိုင်တဲ့အပြင်နောက်လာအထိတည်သွားလို့ရလို့မသုံးပြတဲ့ဒေတာတွေမဆုံးရှုံးတော့ဘူးပေါ့။အခုပဲ star 140 hash ကိုခေါ်ဆိုပါ။ဖုန်းဝင်ဖြစ်လိုက်တာနဲ့ Facebook, Viber, Bitto, Urido အချင်းချင်းဖုန်းခေါ်ဆိုခြင်းတို့လည်းအခမဲ့သုံးလို့ရတယ်ဆိုတာမမေ့နဲ့နော်။ star 5050 hash ကိုခေါ်ဆိုပြီးစီးရင်သွင်းလိုက်ပါ။ စင်ကာပူအဆိုဆီယေးရှင်းရောမြန်မာရဲ့ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကိုအမှုငွေပေးရတဲ့အခမ်းအနားကိုဖေဖော်ဝါရီ20ရက်နေ့ကစင်ကာပူတန်ရုံမှာပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာရောက်နေတဲ့စင်ကာပူနိုင်ငံသားတွေစုပေါင်းပြီးလှူဒန်းတဲ့လူငွေပေးရပွဲဖြစ်ပါတယ်။ဒီပွဲဟာနှစ်တိုင်းလှူဒန်းတဲ့ပွဲဖြစ်ပြီးကုသိုလ်ဖြစ်အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကိုကူညီပေးဖို့နဲ့အဲ့ဒီအဖွဲ့အစည်းတွေဘာတွေလိုအပ်နေတယ်ဆိုတာသိဖို့အတွက်တစ်နေ့လုံးဆက်သွယ်လုပ်ဖြစ်တယ်လို့ပြောပါတယ်။ So right now we have 13 charities that we support, plus the Kind Charm Station Hospital. ဒီနေ့ပွဲကကျွန်တော်တို့နှစ်တိုင်းလူဒန်းနဲ့ကုတုဖြစ်အဖွဲ့အစည်း73ခုကိုဖွဲ့ကြပြီးငွေကျပ်30စီလူဒန်းဖို့ပြုလုပ်တဲ့အခမ်းအနားပါဒီလိုလူဒန်းမှုကိုနှစ်တိုင်းတစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီးသူတို့လုပ်ငန်းတွေကိုကူညီပေးနိုင်ဖို့မျှော်လင့်ပါတယ် SCM ကပြုလုပ်တဲ့ကုတုဖြစ်ခေါင်းရိုက်ပြန်ပွဲကနေရလာတဲ့အလူငွေတွေကိုလူဒန်းသွားမှာပါသူတို့ဘာတွေလိုအပ်နေလဲဆိုတာသိဖို့တစ်နှစ်ပတ်လုံးသူတို့နဲ့အဆက်အသွယ်လုပ်ပါတယ် contact with the charities to see what they need and how we can better help them မျက်မမြင်များတဲ့ပညာရေးဌာန Home for the 8ဘိုးဘွားကြီးဟာမဟာကဏ္ဍယုံဖုံးတော်ကြီးကြောင့်ပညာသင်ကြားရေးမျိုးသမီးငယ်များအတွက်လေ့ကျင့်ရေးကြောင့်စတဲ့ကုသိုလ်ပြုအဖွဲ့အစည်း73ခုကိုစက်သိန်း20စီလှူဒါန်းခဲ့ပါတယ်။မတန်ဆွမ်းတက်ငယ်သင်တန်းကြောင့်ဟာဒီကြောင့်ဖြစ်လို့အစားအသောက်မှလိုအပ်ချက်မရှိပေမဲ့ကလေးတွေအသုံးပြုတဲ့ပစ္စည်းတွေလိုအပ်နေတယ်လို့ပြောလာတဲ့ဒေါ်ယီမာတင်ကနိုင်ငံခြားသားတွေကလည်းလှူဒါန်းလို့ဝမ်းသာနေတယ်လို့ဆိုပါတယ်။ ကျမတို့ကြောင်းရဲ့လိုအပ်ချက်ဆိုတာကတော့ကလေးရတော့နေချောင်းဖြစ်တဲ့အတွက်ကြောင့်ဟိုစားရတဲ့နေရာမှာတော့ကျမတို့ကလိုအပ်ချက်မရှိပါဘူး။ဥပမာပြင်ကလေးတွေကသူတို့အသုံးပြုတဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါမျိုးတွေလိုအပ်တာရှိတယ်။နောက်ပြကျမတို့ဒီနှစ်ဆိုရင်ကျမတို့တကယ်လိုအပ်တာကလေးရကလေ့ကျင့်သင်ကြားပိုင်းမှာကွန်ပျူတာလေ့ကျင့်သင်ကြားနေပေါ့နော်။အဲ့တော့ကွန်ပျူတာတွေလိုအပ်တယ်ပေါ့နော်။ ကျမတို့အဲ့လိုမျိုးလိုအပ်တဲ့ဟာတွေမှာပြန်လဲသုံးချပါဘူး။ကျမတို့ဒီလိုလူတန်းဆိုကျမတို့မြန်မာနိုင်ငံမှာရှိရမြန်မာနိုင်ငံသားတွေမှာခိုင်ခါတာမဟုတ်ပါတော့။ဆိုတော့သူများနိုင်ငံမှာရှိရနိုင်ငံသားသားတွေအားလည်းသူတို့ကနေပြီးတော့ဒီလိုမျိုးလေးကိုစိတ်ဝင်စားနေသူတို့ရဲ့ရည်ရွယ်ချက်လေးကောင်းမှုပါ။ဆိုတော့ကျမအဲ့အတွက်ပြောင်းလို့ကျမတို့ဘေးအောင်ဝမ်းသာကိုယ်ယူပါတယ်။ဆိုတော့သူတို့ဒီမှာရောက်နေပြီမဲ့လေသူတို့ကဒီမှာရောက်နေတဲ့သူတို့နိုင်ငံသားကဒီအားလုံးကစူပါဦးမြေဒီနိုင်ငံမှာရှိရ ြည်သူတွေအတွက်ပေါ့နော်ဒီလိုလိုအပ်တဲ့အကြောင်းတွေအတွက်ကိုအကျိုးရှိရှိနဲ့တို့လူတိုင်းပဲအစီအစဉ်လေးလုပ်ပြီးတော့ကျွန်တော်တို့ရောအရင်ကတော့ဝမ်းသာကူးနေပါတယ်